ဥစဉ်ဓမ္မပူဇာလုပ်တယ်ဆိုလို့ဓမ္မတော့ဒါကဓမ္မတွေကလေဥစဉ်ကသိမ့်ဆဲချပြီးတော့လှူနေတယ်လို့မအောင်မင်းနဲ့ဥစဉ်တို့တရက်ဆုံးခမ်းမှာတရက်အဆင်ပြေတာဝိုင်းရေးကိစ္စတော့မှာနော်ဥစဉ်စီကိုဆုံးတကြိုင်လဲလာပို့မတာတာမှာလည်းမရှိပါဘူးတပိတော်တော့အိမ်ပြန်ဆုံးတကြိုင်နေတိုင်းလာယူပါဖရလည်းရှောက်ထားတယ်ဒါတော့မှာလည်းဥစဉ်တို့မရှိပါဘူးဗျာနော်သိမ့်ပေါင်းများဆိုတာဓမ္မပူဇာတွေလှူနိုင်မှုဆိုတာဝေလာဝေပေါ့ ။ဦးဇင်းရဲ့ဓမ္မပူဇော်ဆိုလို့ဒီကျွန်တော်အဲ့လိုထင်းနေမှာဆိုလို့ပြောတာ။ဦးဇင်းကဘာပြောချင်တာလဲဆိုတော့ဦးဇင်းကဦးဇင်းတပည့်လေးတွေစမွေးအောင်တဲ့ကစုချတဲ့ဦးဇင်းရဲ့သဘောထားအမြင်လေးတွေကိုညဝေပြစင်တာပါ။ဒါဆိုလည်းအတူယူလို့ကယူနိုင်တယ်ပေါ့။ဦးဇင်းတပည့်လေးတွေဦးဇင်းကစုချတဲ့အခါ ူရဲ့အောင်မြင်မှုတွေကိုအတိမတ်ပြုပေးတဲ့သဘောအားပေးတိုက်တွန်းတဲ့သဘောလဲပါတယ်ဒါတစ်ခုလုံရလူရဆိုတော့သူတို့ရဲ့အောင်မြင်မှုတွေကိုကြီးရလူကအတိမတ်ပြုတာခံစင်တာပေါ့နော်အဲ့လိုအတိမတ်ပြုပေးခြင်းစကားအားဖြင့်အားပေးတိုက်တွန်းခြင်းသဘောပါတယ်နံပါတ်1နောက်တစ်ခုကဘုရားရှင်လက်ထက်တော်အခါတော်ကဘုန်းကြီးတယောက်ဟာ ်စွာဘုရားတပည့်တော်ဘုရားရှင်ကိုလည်းပူဇော်ပြပါပြီ။သံဃာတော်တွေကိုလည်းတပည့်တော်ပူဇော်ပြပါပြီ။တရားကိုပူဇော်ခြင်းပါတယ်။ဘလို့ပူဇော်ရမလဲဆိုတော့မြတ်စွာဘုရားပုံနာတဲ့။ရှင်အနန္ဒာကိုပူဇော်လိုက်။ရှင်အနန္ဒာဟာဓမ္မဗန္ဒာကာရိကတရားဗန္ဒာဆိုရရှိတဲ့တရားတွေကိုစောင့်ရှောက်ထင်းသိမ်း ေတဲ့ပုဂ္ဂိုလ်ဘုရားဟောသမျှတရားတဲ့အကုန်လုံးဆရာတော်ကလက်ထဏာယုတ်တင်ကြားထားတယ်နော်အဲမလို့တရားတော်ကိုဆောင်ရမှတ်တာလက်ကျက်နေတဲ့ပုဂ္ဂိုလ်တွေကိုပူဇော်တာဟာဒါတရားကိုပူဇော်တာပဲဓမ္မပူဇာလို့ခေါ်တယ်အားလည်းဓမ္မပူဇာဆိုတာတရားတော်ကိုပစ္စည်းလေးပါးနဲ့ပူဇော်တဲ့အမိတ္တပူဇာပါပဲတရားတော်ပူဇော်လို့ဆိုတာဓမ္မပူဇာခေါ်တယ်ပေါ့လေအဲ့ဒါလေးကိုဥစဉ်ကအတူယူပြီးတော့ เอလို့ငါကတော့အာရမရီလို့မင်းတို့မိဘတွေလို့တော့များများဆဆတော့မလုံနိုင်ဘူးပေါ့ကွာအာမင်းတို့ဘာအတွက်ဆူချတာလဲဆိုတော့အဲ့တော့ဆမွေအောင်မွေရအတွက်အချို့တော်ရက်ကလေးထက်တက်ကလေးဆိုတစ်နှစ်ပေါ့ကွာမတော်ရက်လို့လည်းနှစ်နှစ်ပေါ့ အဲဒီတော့တနစ်နဲ့နဲ့သုံးနဲ့သင်လိကျက်ကြက်မှတ်ခဲ့တဲ့မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကိုမင်းတို့သင်ခဲ့တဲ့စာတွေကိုတရားတွေကိုငါပူဇော်တာလို့ပါဓမ္မပူဇာအနေနဲ့မင်းတို့ကသုချတာဥစဉ်ကသူတို့အတူယူတအောင်ပြောပြလဲစေဥစဉ်ကိုယ်တိုင်လည်းအလိုပဲနှလုံးသွင်းလဲစေဥစဉ်သုချရင်ဥစဉ်ကပြောချက်သုံးဖို့စေတယ်တစ်ခုကသူတို့ရဲ့အောင်မြင်မှုကိုအတိမတ်ပြုတယ်နောက်တစ်ခုက အားပေးတိုက်တွန်းစံတော့ ်ဩဘာသာပြပြောနေတာပဲလက်ကတည်းကဘာမှစွမချဘူးဆိုတာမကောင်းဘူးလေနောက်တစ်ခုကဥစဉ်ကအမျက်ဆုံးနေတဲ့ဓမ္မပူဇာသူတို့တင်နေတဲ့စာတွေကိုပူဇော်တယ်ဆိုတဲ့သဘောနဲ့ဥစဉ်ကစွချတာဓမ္မတွေဒီနေ့ကစောင်းတန်ဃာတွေပူဇော်နေကြတဲ့ဘုရားတွေဥစဉ်တို့တွေ့အဲ့ဒါလိုလေစိတ်ထားလေးတွေထားနိုင်ရင်ပိုကောင်းမယ်လို့ဥစဉ်ကအကြံပြုနေပေါ့အချို့ဆိုတရားတပွဲတနာရီနှစ်နာရီလောက်ဟောတာတော့မှငွေသိမ်းပေါင်းများစွာပူဇော်နေကြသေးတာပဲဒီဆောင်တန်ဃာလေးတွေကို တစ်နှစ်လုံးတစ်နှစ်နှစ်နှစ်သုံးနှစ်သင်ယူကြမှာတိတရထားတဲ့စာပေပရိယတ်တိဓမ္မကိုပူဇော်တဲ့အနေနဲ့လှူဒန်းကြတာကောင်းပါတယ်လို့ဘုရားကဝမ်းမြောက်ဝမ်းသာပဲနော်ချီးမွမ်းစကားပြောလိုပါတယ်ဥစဉ်ကသဘောထားအမြင်လေးကိုလည်းဥစဉ်ကပြဝေးထားပါဥစဉ်အထင်ကားတယ်ဥစဉ်ကဒီကွာလို့မင်းတို့ဥစဉ်တပည့်တွေဥစဉ်ကပြောတယ်နော် မင်းတို့တွေကြက်ထားမှတ်ထားတဲ့ဘုရားရှင်ရဲ့တရားတော်တွေကအများကြီးပါငါရှုနိုင်တာကနည်းနည်းလေးပါကွာမပြောပါတော့ပါဟာလာတပည့်တွေနဲ့မရှိပြီမဲ့လို့ရှိတာလေဝေစားဝါးစီပေါ့လို့ဒါနဲ့လည်းပြောလေစီကျူဒါရမရဲဆိုရင်တက်နိုင်ကြတဲ့အခါကျတော့တရားတော်ကိုသိမ်းပေါင်းများစွာလူတန်းပူဇော်ကြတဲ့ဓမ္မပူဇာဆိုပြီးတော့ငါကတော့အဲ့လိုမတက်နိုင်ဘူးလို့ငါရှိတာလေးနဲ့မင်းတို့ကိုချီးမြှောက်ထားပါလား အာတတ်နိုင်ရင်တော့လူကျင်ပါသေးတယ်လို့ငါအဲ့လိုပြောလေးစားပါတော့ဒါတော့ဒါရမတွေနဲ့အတူယူနိုင်အောင်သိသဘောထားအမြင်လေးတွေထားနိုင်အောင်လို့ဇင်ကပြဝေးပေးစင်ဖြစ်ပါတယ်